ကျွန်တော်ဒီနေ့အတွက်စောင်းပါလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီစောင်းပါလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့စောင်းပါအများစုဟာမြေပြင်အခြေအနေသတင်းချက်လက်များပေါ်အခြေခံပြီးရေးသားထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် က်ကနတ်စကားထွက်မြမနိုင်ငံမှာရေကန်မြေကန်ကောင်းများနဲ့လောအားရင်းမြစ်များရှိတော်လေနိုင်ငံသားများကအမှန်တကယ်လုံမလုံသဖြင့်ဝင်ငွေနှဲ၍ကုန်စည်နှုန်းများတိုးမြင့်လာကြောင်းနေစစ်ကောင်စီရဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာ ကုမြက်ချီကိုဘယ်တော့မှမမြင်ခဲ့တဲ့အာနာယုမင်းအောင်လိုင်းရဲ့ပြောစကားဒါကိုတည့်ရိုက်ဘာသာပြန်ရရင်ပြည်သူကိုစော်ကားလိုက်တာပါပဲ တိုင်းပြည်ရဲ့ရှိသမျှတရားစာတလောက်ွက်တွေကဆလို့ကောင်းပေညွန့်ပေဆိုတဲ့အရာတွေကိုခက်ဆက်ဆက်မှာခရိုနီကြီးများနဲ့ပေါင့်ပြီးလှူစားနေတဲ့စစ်ကောင်းဆောင်ဟာသူ့မို့အရှက်ရှိဒီစကားမျိုးပြောဝင်နေနေဝင်းလက်ထက်ကဆလို့တိုင်းပြည်ရဲ့ပိုင်ဆိုင်မှုဟာပြည်သူနဲ့မဆိုင် ကိုလုံးမှကိုစားရမယ်ဆိုတဲ့အသည့်တွေကိုမဝင်မချင်းရိုက်သွင်းပညာတတ်တွေပေါများလာရင် သူတို့အုပ်ချုပ်လို့မရမှာဆိုလို့ နိုင်ငံရဲ့ပညာရေးစနစ်ကိုစနစ်တကျဖျက်ဆီးခဲ့သူတွေဟာစစ်အာဏာယူခေါင်းဆောင်တွေကြီးကုံသွန်မှုမှာပုံငွေပြနေပြီမဲ့အခြားသုံးစွန်းမှုများတွင် အနှုတ်လက္ခဏာဆောင်နေခြင်းကြောင့်နိုင်ငံเจ้าငွေစည်းက မြင့်တက်နေတာဥပမာအဖြစ်အကြောင်းမျိုးမျိုးပြ၍ပြည်ပနိုင်ငံများသို့ထွက်ခွာနေကြခြင်းကြောင့်နိုင်ငံเจ้าငွေသုံးစွန်းမှုများပြပြီးငွေစည်းတက်နေခြင်းဖြစ်တဲ့ မနေ့ကနေပြည်တော်မှာပြုတ်လို့တဲ့စစ်ကောင်စီအစည်းအဝေးဒုတိယနေ့မှာမဟာလာပြောခဲ့တဲ့စကားပြည်သူတွေကိုပြည်ရင်းမှာမနေနိုင်အောင်နှီးမျိုးစုံတုံးပြီးအကြမ်းဖက်နေတဲ့စစ်ကောင်စီကငါစကားနွားရလက်လွတ်စပယ်ပြောဆိုရမှာကဘာတွင်အတုမရှိသောဖွဲ့စည်းပင်ပြည်သူဆိုရထံမှအာဏာကိုအရမတည်ယူပြီးမြန်မာပြည်ဖွံ့ဖြိုးတိုးတက်လက်ဆခြေနေကိုခေနောက်ပြန်ဆွဲယူ၍လက်နက်အားကိုဖြင့်ထင်တိုင်းမပေါက်တဲ့အခါမှာ လူငယ်တွေကိုစစ်မှုမထမ်းမနေရဥပဒေပြထန်းလို့စစ်တပ်ထဲသို့ဇို့အတင်းဆွဲသွင်းခြင်းများနေကင်းကြောင်တောင်မှပေါ်တာဆွဲခြင်းများကို တောက်လျှောက်ပြုလုပ်၍လုံခြုံမှုမရှိသောကြီးလန့်စာသားနိုင်ငံအတွင်းတွင်မြည်သူကနေထိုင်ကြပါမည်နီအာနာသိမ့်ပြီးနောက်ပိုင်းနိုင်ငံအတွင်းမှလျှက်စစ်တားထုတ်လုပ်မှုလျှက်စစ်တားပေးစွမ်းနိုင်မှုအခြေအနေတွေဟာဆိုးရွားစွာကြာဆင်းနေတာကို သိပါလျက်နဲ့ လျှက်စစ်ရင်ပေါင်းစုံပြေးဆွဲဖို့အကြောင်းတွေကိုမဆရဝါကမန်းမကြာခဏပြောဆိုခဲ့တဲ့မင်းအောင်လိုင်ဟာအောက်ကလည်းနေသည်ကြောက်ပီလာလည်းမေးသည်ဆိုတဲ့စကားပုံလိုပဲအခုအစည်းအဝေးမှာလည်းလျှက်စစ်စွန့်ရင်တုံပို့ဆောင်ရေးစနစ်တို့တောင်းနိုင်ရေးကိုဆက်လက်၍ကောင်းထဲဖော်သွားရမည်လို့မှကြားပြန်နေမင်းအောင်လိုင်မှာစိတ်ကစင့်ကလေးယောက်ယောဂါရှိရဲဆိုတဲ့ကောလာဟာလာတွေကလည်းမှန်နေလားမသိပြောဆိုသမျှစကားတိုင်းဟာ အမြင့်အမောက်မတက်ရှင်းအောင်မညီဘူးဆိုတာ2020မဲပေးပွဲကာလတုန်းကပြည်သူရွေးချယ်ပေးတဲ့အစိုးရကိုလက်ခံသွားမယ်ဆိုတဲ့စကားဟာလေတိုင်းသည့်ပြည်သည်ယခုလဲနိုင်ငံသားငွေဈေးတက်မှုအတွက်ပြည်ပထွက်ခွာမှုတွေပေါ်မှာအပြစ်တင်ပြောဆိုမှုများပြုလုပ်နေတော်လေပြီးခဲ့တဲ့နှစ်တည်းကပြည်ပထွက်၍လှုပ်လှုပ်သူများရဲ့နိုင်ငံသားငွေနဲ့ရရှိတဲ့လစာပေါ်မှာအခွန်ကောက်ခံမှုအပြင်ဝင်ငွေရဲ့25ရာခိုင်နှုန်းကိုလေ ၎င်းတို့၏တတ်မှတ်ပေါက်စည်းအတိုင်းပြည်ရင်းသို့ပြန်လည်လွှဲပြောင်းခိုင်းခဲ့တယ်။တစ်ခနဲ့ဆိုဒါကြီးဆွဲပြီးထွက်တော်လိုက် ထိတ်ပေါက်ပြီးပြန်လာလိုက်ဖြစ်နေတဲ့မင်းအောင်လိုင်ဟာတိုင်းရင်သားဒေသတွေနဲ့သခိုင်းမကွေးဘက်ချမ်းဒေသတွေကိုကြီးနဲ့လေးမှစစ်ချိန်မြင့်ရန်စီမံချက်ချပြန်ပြီ။အဓိကကရွေးကောက်ပွဲမတိုင်ခင်မှာဆုံရှုံသွားတဲ့တိုင်းရင်သားနေမြေများနဲ့နေမြေစုံမမှုမရှိတဲ့မြေလက်ဒေသတွေမှာနေမြေတွေ အသိမ့်ပိုက်ခံထားရတဲ့မြို့တွေကိုအဆက်ပြေအနေကျင်းလေးများပြန်ရလို့ရညဆိုပြီးတိုက်ဆက်ရှိန်မြင့်မှု အစီဝေးတွေမှာထက်ချီတလဲလဲပြောနေပြန်နေကရင်နီပဲခူးတိုင်းစကိုင်းတိုင်းမကွေးတိုင်းမြို့ဝကျွန်းမော်နဲ့မန်လီတိုင်းတွင်းကိုရွေးကောက်ပွဲမတိုင်မီစက်တင်ဘာလအတွင်းမှာတပြိုင်တည်းထဲထိုးစစ်ဆင်သွားမယ်ဟု မနေ့ကတင်ပါတဲ့နေပြည်တော်စစ်ရုံးချုပ်စီဝေးတွင် ပြောဆိုခဲ့ကြောင်းသိရတယ် ဒါပေမဲ့လည်းစည်ရေးပုံမပြင်းထန်နေတဲ့ကရင်ကချင်နဲ့ရခိုင်ဒေသတွေထက်သွင်းဆွေးနွေးခြင်းမရှိသေးပဲအဆိုပါနယ်မြေများကိုကစားထမှုများကသာတည်တံ့စီမံချက်ဖြင့်ကင်တွင်ရမည်ဖြစ်ပြီးတိုက်ပွဲရှိန်ကိုကြိုကာခြင်းနဲ့သဘောရည်ရွေးကောက်ပွဲအတွက်နယ်မြေစုံမမှုရရန်တခြားဒေသတွေကိုထိုးစစ်ဆင်ခြင်းနဲ့သဘောပါပဲမင်းအွန်လိုင်းအနေနဲ့ပြပခီးသွားစရာပွက်တဲ့စရာရှားပါနေချိန်မှာ နေပြည်တော်တွင်မြို့ပယ်ယထာစီ၍ဩဝါဒပေါင်းစုံခြွေနေတဲ့ခိုက်တန့်မှာပဲမနေ့ကစကခ21ကိုဖြူဟာမူးလာလဲတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်၃စီးကို KIA နဲ့ပူးပေါင်းတပ်တွေကပစ်ချရာမှာနှစ်စီးထိခိုက်ပျက်စီး၍တစီးမှာရွှေကူမြို့နယ်စီငန်းရွာနီတော်ရဲတွင် တွေ့ရှိရချိန်မှာတော့လေရင်မှုနဲ့ဖြူဟာမူးအပါဝင်တစ်ဖွဲ့လုံးပြန်မလာလမ်းကိုကြော်မြန်းသွားကြကြောင်းရွှေကူမှာရေးပေါ်ဆင်းသက်ရတဲ့နောက်တစီးဟာလဲ ပန်ကာစောင့်ပြီးဘေးတံဆောင်ကြီးအိပ်ပျော်နေတဲ့အကြောင်းတွေသတင်းကိုအတိပြုလိုက်နိုင်နေဒါဝီမဲ့လဲဇော်မဲလုံးတို့အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ရုတ်တရက်ဆက်ချုပ်ရင်းမှုဖြစ်ပွား၍မတော်တဆပြက်ကြခဲ့ခြင်းဖြစ်ကြောင်းလို့យေတာထားတယ်။ယနေ့ခေတ်လိုအင်တာနက်နည်းပညာထုံးကားလာတဲ့ကာလမှာအကောင်လိုက်ကြီးမြင်နေရတာတောင်းအရေးပါဆိုပြီးစင်သေးကိုစိတ်ရည်နဲ့ဖုံးမှုစူးစမ်းနေတဲ့မင်းအွန်လိုင်းတို့ဆက်အုပ်စုရဲ့လောက်ရက်တွေဟာရည်စရာပါပဲ။ KIA ဖွင့်ဟာယနေ့ထိစစ်ကောင်စီရဲ့တိုက်လေရင်တစ်စင်းနဲ့ရဟယင်၄စီးကိုပစ်ချခဲ့ပြီးဖြစ်တယ်။မင်းအွန်လိုင်းအနေနဲ့ရှင်တွဲရွေးကောက်ပွဲကျင်းပနိုင်မှုကို အခုနောက်ပိုင်းကာလတွေမှာပုံမအားဆိုင်ပြီးလှုပ်ဆောင်လာတာကို တွေ့ရတယ်။တကယ်တမ်းကျတော့ပြည်တွင်းစစ်ရဲ့အခြေအနေကိုတရုတ်တို့ရုရှားတို့အနေနဲ့လိုအပ်တာထက်ပိုပြီးပါဝင်မှုမကြိုးစားရဲပါဘူး။တရုတ်အနေနဲ့သူ့ဩဇာတက်ရောက်နေတဲ့ တိုင်းရင်သားဖွဲ့စည်းတွေစီကနေတဆင့်တိုးလာနိုင်တာကလွယ်လို့မင်းအောင်လိုင်လိုချင်တဲ့အချိန်တွေကိုအချက်လောင်းဆိုပြီးမပေးဆွမ်းနိုင်ပါဘူး။ဒါပေမဲ့လည်းတရုတ်အတွက်မြန်မာနိုင်ငံဟာလူတရတွင်ကြီးပါ။ကိုရိုးရှာအာနာယုတစုရဲ့လက်ထဲမှာတိုင်းပြည်အမြဲရှိနေမှသာလျှင်သူတို့လိုချင်တာမှန်သမျှအလကားပေတင်အောက်ဈေးနဲ့ခြောက်နိုင်နိုင်မှာဖြစ်တဲ့အတွက်စစ်ကောင်စီကိုမရရတဲ့နီးနဲ့မိစ္ဆာသက်ရှည်စေဖို့တော့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။အိန္ဒိချင်းနိုင်ငံအနေနဲ့မြမပြည်ကိုကျွန်းဆက်သွင်းနိုင်မှုကသာသူတို့ရဲ့မဟာရည်ရွယ်ချက်ပါ။ဒါမှသာကဘာကြီးကိုချင်းချောင်းနိုင်တဲ့မြေရှောင်းတတ်ထုအပါဝင်တရုတ်လူမျိုးတွေအရန်တံပိုးထားတဲ့ကြောက်စိမ့်တွေကိုမြမမြေကနေအလွယ်တကူရနိုင်မှာဖြစ်တယ်။ဒီအတွက်ရွေးကောက်ပွဲကျင်းပပြီးမင်းအွန်လိုင်းနဲ့သူ့ရဲ့လက်ကင်တို့စက်ဖို့ပါတီကို အာနာစိတ်ထည့်၍ပြန်သက်သွင်းပြီး မြန်မာနိုင်ငံကိုအလုံးစုံချုပ်ကင်ခြင်းနောက်လိုင်သာယာရွှေပြည်သားနဲ့တဂုံမျိုးတစ်မျိုးနယ်များကကြန့်ဖို့ရဲ့ရှေ့ပြေးခွေးတွေဟာလူမှုကိုအကျိုးဥဒဏ်တွေစပေးနေကြပါပြီပြည်သူဆိုရလက်ထက်ကပြင်ဆင်ထားခဲ့တဲ့စီမံကိန်းတွေကိုအသုံးချပြီးသူတို့ကပဲပြည်သူအတွက်လှုပ်ဆောင်ပေးမြောင်ရောင်းနှစ်ကြောင်းပေးပြောဆိုမှုများကိုစတင်လာခဲ့တယ်။လန်ခင်ပေးမယ်ဘေးရွှဲဆိုင်ကယ်ကယ်ရီလိုင်းစင်ထုတ်ပေးမယ်ကြံ့ဖို့ပါတီဝင်ဖြစ်ပါကား ေါ်တာဆွဲမခံရတော့ဘူးဆိုတဲ့ချိတ်ချောက်စကားတွေဟာပြည်သူလူထုအပေါ်မှာလူခွင့်ရေးချိုးဖောက်တာပါပဲ။ကြံ့ဖို့ပါတီမဝင်ရင်စစ်မှုထမ်းရန်ဖန်ဆီးခံရခြင်းအဲ့ဒီရင်စစ်ချင်းခံရတဲ့ဒုက္ခတွေကိုကြုံရလိမ့်မယ်။ကြံ့ဖို့ပါတီတို့ဝင်ရောက်ကြရင်ညီသူကမှမဖန်ဆီးရန်အာမခံကြောင်းကြံ့ဖို့ပါတီဝင်ထားဝါကစစ်တပ်ရဲ့နေမြည်သည့်အဖွဲ့အစည်းကမှအနိုင်မကျင့်နိုင်တော့ကြောင်းဆိုတဲ့သကလုံးကတော့ တခက်ကိုအလွင့်ကြီးဒီကိစ္စတွေဟာမင်းအောင်လှိုင်ရည်ရွယ်ထားတဲ့ပါတီပြိုင်မဲ့တောင်ပြိုကမ်းပြိုအနံ့ရာကြီးစီမံချက်ရဲ့အစပနာမတွေပါပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတဲ့စကားဟာလေဖနှတ်ကြားကဇက်စကားထွက် ခွေးပဇက်ကနဇကားထွက်ဆိုတာအပြိုးနဲ့တင်တည်တာနေပါပြီမနေ့ကမင်းအောင်လှိုင်ပြောတဲ့စကားရဲ့ရည်ရွယ်ရင်းကိုကျွန်တော်တို့တွေ့ကြည့်အောင်ရွေးကောက်ပွဲကိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကာလုံရဲ့အဆုံးဖြတ်ဖြင့်ဆောင်ရွက်နိုင်တဲ့အဲ့တော့ဆိုရင် ကာလုံဆိုတာဘာလဲကျွန်တော်တို့ကြည့်ကြရအောင် National Defense and Security Council အတူကောက် NDSC လို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံဟာအမျိုးသားအဆင့်လုံခြုံရေးကောင်စီတစ်ခုဖြစ်၍ပြည်ထောင်စုတမတမြန်မာနိုင်ငံ၏လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက်တာဝန်ရှိဖွဲ့စည်းလို့ဆိုရတယ်။ 2021ခုနှစ်မတ်လ31ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီးအဖွဲ့ဝင်12ဦးပါဝင်နေ၎င်းတို့နဲ့9ဦးကိုတပ်မတော်ကာဝေးရေးဦးစီးချုပ်ကခန့်အပ်တည်။အဲ့ဒီကာလုံကို2008ခြေဦးပုံမှန်200ရက်ဖွဲ့စည်းခြင်းဖြစ်တည်။အဖွဲ့ဝင်12ဦးမှာနိုင်ငံတော်သမတဒုတိယသမတဒုတိယသမတပြည်သူ့လွတ်တော်ဥက္ကဋ္ဌအမျိုးသားလွတ်တော်ဥက္ကဋ္ဌတပ်မတော်ကာဝေးရေးဦးစီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဝင်ကြီးဌာနဝင်ကြီးနိုင်ငံခြားရေးဝင်ကြီးဌာနဝင်ကြီးပြည်ထရေးဝင်ကြီးဌာနဝင်ကြီးနေဆက်ရေးရာဝင်ကြီးဌာနဝင်ကြီးဆိုတော့လက်ရှိနိုင်ငံတော်တမတကဖန်စည်းခံထားရပြီးမင်းအွန်လိုင်းကသူ့ကိုယ်သူယာယီဓုတမတခန့်ထားတယ်ဒီတို့လွတ်တော်ဥက္ကဋ္ဌဘေးစီ အမျိုးသားလွတ်တော်ဥက္ကဋ္ဌကဘေးမှာအဲ့ဒီတော့ယခုလိုမျိုးပါတီကြီးတစ်ခုအတွက် ရည်ရွယ်လှုပ်ဆောင်နေတဲ့ရွေးကောက်ပွဲဆိုတာကိုဆရာစန်းကျော်စွာဝင်းရဲ့စကားငှပြောရရင်ပြည့်စားလေးအပြိုစစ်တဲ့ဆိုရင်တို့ယုံလိုက်မေစစ်ဆိုးရလုံမဲ့ရွေးကောက်ပွဲနဲ့စစ်ဆိုးရပေးမဲ့ဒီမိုကရေစီကို တို့လုံးဝမယုံဘူးလို့ပြောချင်ပါတယ်ဝေး